တွေးတို့သမားတွေစားတဲ့နဲ့အသီးနှံ၄မျိုးကိုသင်သိပါဗလားအားလုံးပဲမင်္ဂလာပါဒီဗီဒီယိုလေးမှာတော့တွေးတို့သမားတွေစားတဲ့နဲ့အသီးနှံ၄မျိုးကိုကျမ်းမာရေးဘုဒ္ဓအနေနဲ့ဝေမျှပေးသွားမှာဖြစ်ပါတယ်နံပါတ်၁ချက်အနေနဲ့ငါပြောသည်ငါပြောသည်မှာဆိုလို့ရှိရင်ပိုတက်ဆီယမ်ဓာတ်ကျွဲဝါစွာပါဝင်ပြီးတော့ခန္ဓာကိုယ်ရေအနေဆိုဒီယမ်နဲ့စွန့်ထုတ်တဲ့နေရာမှာလည်းကူညီပေးတဲ့အတွက်တွေးတို့သမားတွေအတွက်သင့်တော်ပါတယ်နံပါတ်၂ချက်အနေနဲ့အချင်းဓာတ်ပါဝင်တဲ့အသီး အကျဉ်းနဲ့ပါဝင်တဲ့အသည်ကဥပမာအနေနဲ့ဆိုလို့ရှိရင်လိမ္မော်သည်တံမြာသည်ကြွယ်ကော်သည်စသဖြင့်ဒီလိုအကျဉ်းနဲ့ပါဝင်တဲ့အသည်တွေကဗီတာမင် C ကြွယ်ဝစွာပါဝင်တဲ့အတွက်ကြောင့်သွေးလည်ပတ်မှုကိုကောင်းစေပြီးတော့သွေးတိုးသမားတွေအတွက်အထူးသင့်တော်ပါတယ်နံပါတ်3ချက် KVD KVD မှာဆိုလို့ရှိရင်လေပိုတက်ဆီယမ်နဲ့အန်တီအောက်ဆီဒန့်တွေကြွယ်ဝစွာပါဝင်တဲ့အတွက်ကြောင့်သွေးတိုးသမားတွေအတွက်အထူးသင့်တော်ပါတယ်။နံပါတ်4ချက် Thobatidine ထောက်ပံ့သည်မှာဆိုလို့ရှိရင်တော့ potassium, magnesium နဲ့ fiber ဓာတ်တွေပါဝင်တဲ့အတွက်ကြောင့်ဒီ healthy blood pressure ပေါ့နော်ကျန်းမာတဲ့သွေးဖီအားဖြစ်ပေါ်စေရန်ထောက်ပံ့ပေးပါတယ်။ဒါကြောင့်သွေးတိုးသမားတွေအတွက်သင့်တော်ပါတယ်။အခုကျွန်တော်ဝေမျှပေးခဲ့တဲ့အသီးလေးမျိုးကအစာလဲစီစီးလဲအစာဆိုတဲ့ဒါရင်ကျန်းမာရေးတဲ့သင့်တော်တဲ့အသီးတွေကိုရွေးချယ်စားသုံးပေးခြင်းအပြင်သွေးတိုးရောဂါဖြစ်ခြင်းမှာလည်းကင်းဝေးကြပါစေ။ သိကျင်တာတွေမေးကျင်တာတွေရှိရင်လေကွန်မန့်မှာမေးခဲ့လို့ရပါတယ်ကျွန်တော်အခုဝေမျှပေးခဲ့တာလေးတွေကကိုယ့်အတွက်ဘူးတူတာတစ်ခုခုရတယ်သိပညာတစ်ခုခုရတယ်လို့ထင်ရင် like လုပ်ခဲ့လို့ရပါတယ်အသေးပေးခဲ့လို့ရပါတယ်နောက်လူတွေသိအောင်လည်းဝေမျှပေးခဲ့ကြပါအောင်အားလုံးပဲစမ်းမာသောခန္ဓာချမ်းသာသောဘဝတွေကိုပိုင်ဆိုင်နိုင်ကြပါစေနောက်ဗီဒီယိုတွေမှာပြန်တွေ့ပါမယ်ကျေးဇူးပါ